မြေစိမပြည်သက်များလုံးမဲမင်္ဂလာပါမေလ26ရက်နေ့ည9:00နာရီတမြေစိမပရိုင်တိုင်းမြေစိမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘုံတန်ခမ်းမြေရောက်ဆေးုံဆေးကန်းတွေတိဆောက်နိုင်ရေးဝိုင်းဝန်းကူညီပေးကြဖို့ကျမ်းမာရေးဝန်ကြီးတိုက်တွန်းတဲ့သတင်းဖားကန့်လုံခင်းရွာရဲစခန်းကို KIA ပူးပေါင်းတပ်တိုက်ခိုက်တဲ့သတင်းဒိုင်းကာမကိုခုတ်တက်တဲ့ចောင်းထိုင်ဘုံကြီးကိုမရေမှုအပါအဝင် ပုံမှ၃ခုနဲ့အမှုဖွင့်တဲ့အကြောင်းနဲ့ ဝန်ထမ်းတို့ဦးသေဆုံးပြီးတဲ့နောက်ဂါဇာမှာအပြစ်ရဖို့ကြက်ချီနေအဖွဲ့ပန်ကြားတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုံစင်းလုံးနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဘုံတံခံမြေရောက်ဆေးရုံဆေးကန်းတွေတိဆောက်နိုင်ရေးဝန်ဝန်ကူညီပေးကြဖို့ကျမ်းမာရေးဝန်ကြီးတိုက်တွန်းတဲ့တဲ့တင်နဲ့စားလဲအောင်ပါ စစ်ကောင်စီအားအခုရက်ပိုင်းမှာစေယုံစေကန်းတွေကိုပိတ်မှတ်ထားပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပုံမှုလှုပ်ဆောင်လာတဲ့အတွက်ဘုံတံခံနိုင်တဲ့မြေရောက်စေယုံစေကန်းတွေတိဆောက်နိုင်ရေးပြည်တွင်းပြည်ပကမြန်မာပြည်သူတွေနဲ့နိုင်ငံတကာလူရှင်တွေကူညီကြဖို့အမျိုးသားညွတ်ရေးအစိုးရ NUG ရဲ့ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကျွမ်းမာရေးဝန်ကြီးဌာနကပြုလုပ်တဲ့ Sick Hospital Sick Hacker Fundraising Campaign မှာဒေါက်တာဇော်ဝေဆိုးကအဲ့လိုတိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။အရင်ကာလတွေကတော်လိုင်းတက်ဖွဲ့တွေအနေနဲ့လုံခြုံတဲ့တော်တဲ့တောင်ထဲမှာရှေ့တန်းစေယုံစေကန်တွေနောက်တန်းခြေချစေယုံစေကန်တွေတိဆောက်ပြီးစေကူတာမှုပေးခဲ့တယ်လို့သူကဆိုပါတယ်။ ဒါပေမဲ့နောက်ပိုင်းကာလတွေမှာစစ်ကောင်စီတပ်ဟာစစ်ယုံစည်းကမ်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေပုံမှုပြုလုပ်လာတဲ့အတွက်ဘုံတန်ခံမြေရောက်စစ်ယုံစည်းကမ်းတွေပုံမှုလိုအပ်လာတာဖြစ်တယ်လို့ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအတည်ပြုပါတယ်။ ဒါပြင်မြန်မာနိုင်ငံလိုကမ္ဘာအနေနဲ့အများဆုံးနိုင်ငံတစ်ခုမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆရာဝန်တွေနဲ့သူနာပြုတွေစိတ်ချလုံခြုံစွာစိတ်ကူးတာမှုပေးနိုင်ရင်းနဲ့ကောင်းမွန်စွာအနားယူနိုင်ရေးအတွက်လည်းဘုံတန်ခမ်းမြောက်စေယုံစေကန်းတွေတိဆောက်ရမှာဖြစ်တယ်လို့ဝန်ကြီးကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကျောင်းမရေးဝန်ကြီးဌာနကပြုလုပ်တဲ့ Safe Hospital Safe Hacker Fundraising Campaign မှာ American Dollar 4သိန်းရရှိဖို့ရည်မှန်းထားပြီး campaign ကာလကို မေလ24ရက်နေ့ကနေဇွန်လ30ရက်နေ့အထိတက်မှတ်ထားတယ်လို့အသိပေးထားပါရခင်ဗျာ။ Pocket Lonkin Yuar Yescan ကို KIA ပူးပေါင်းတက်တိုက်ခိုက်တဲ့တရင်နဲ့ဆက်အောင်ပါ။ ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကက်လျက်တီရှိနေတဲ့လုံခင်းကြီးွာရေစကန်ကိုဒီကနေ့မေလ26ရက်နေ့မနက်အစောပိုင်းမှာကချင်လွတ်မြောက်ရေးတပ် KIA နဲ့ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ရှိသူဘုံဝူးကြီးနော်ဘူးကပြောပါရယ်ဒီနေ့မနက်3နာရီ4နာရီမိုးမလင်းသေးချိန်မှာလုံခင်းရေစကန်ကို KIA နဲ့ပူးပေါင်းတပ်တွေဝင်တိုက်ခိုက်ခဲ့ပါတယ်လို့ဘုံဝူးကြီးနော်ဘူးကပြောပါရယ်တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့ပြောဆိုလာတာမရှိသေးပါဘူး ဒါအပြင်လုံခင်းကြီးရွာကနန်းတိမ်ဘက်ကိုစစ်ကြောင်းထိုးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုလည်း KIA ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့တယ်လို့သူကဆက်ပြောပါရယ်။နန်းတိမ်ကြီးရွာဟာ KIA ကတိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တဲ့ကြီးရွာတစ်ရွာဖြစ်ပါရယ်။ဒါအပြင်ကမိုင်းဘက်ကနေလုံခင်းဘက်ကိုလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုလည်းတိုက်ခိုက်ခဲ့ရမှာဒီကနေ့မှာဖားကန့်ကမိုင်းလမ်းပိုက်တစ်လျှောက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဘုံမကြီးနော်ဘူးကပြောပါရယ်။ ဖားကန့်မြို့ပေါ်မှာတော့လက်ရှိအချိန်ထိစစ်ကောင်စီကစိုးမိုးထားနိုင်ပြီးမြို့ကိုဝန်းရံလို့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ဒီကနေ့မနက်3နာရီချိန်ကလုံခင်ကြီးရွာတဝိုက်လက်နက်ကြီးပစ်ခတ်တန်းတွေစုညံစွာထွက်ပေါ်ခဲ့ကြောင်းနဲ့ငញ្ញန်းတာယာရွာဘက်မှာဒေသခံအရသာပိုင်နေတချို့လက်နက်ကြီးကြရောက်ပောက်ကွဲမှုမှာထိခိုက်မှုရှိခဲ့တယ်လို့ဖားကန့်ဒေသခံတွေကလူမှုကွန်ရက်ပေါ်မှာပြောဆိုနေကြပါတယ်။ နေအိမ်တွေထိခိုက်မှုနဲ့ပတ်သက်လို့တော့မြစည်းမအနေနဲ့တီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူးစစ်ကောင်စီဟာဧပြီလနောက်ပိုင်းကနေစတင်လို့ကာမိုင်းနဲ့အင်းတော်ကြီးတို့ဘက်ကနေအင်အားအလုံးရင်းနဲ့ဖားကန့်ကိုဥတီပြီးစစ်ကြောင်းထိုးလာနေတာဖြစ်ပါတယ်အဲဒါကြောင့်ဖားကန့်ကာမိုင်းလမ်းပိုင်းကိုဧပြီလ23ရက်နေ့ကစတင်လို့အသုံးပြုခွင့်ပိတ်ပင်ထားပြီးလမ်းပိုင်းတစ်လျှောက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့သလိုဒေသခံတွေကလည်းဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ခင်ဗျာ you ဘလိုလန်းနဲ့ကိုင်းတဲ့နိုင်ငံရေးအဖွဲ့ကိုမစိုးလက်ခံထားခြင်းမရှိဘူးလို့စစ်ကောင်းဆောင်ကို NDAA ပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးကော်မတီ FPNCC အဖွဲ့ဝင်တိုင်းဒေသလက်နက်ကိုင်းအဖွဲ့တစ်ခုဖြစ်တဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာတပ်ဖွဲ့ကသူတို့ဒေသမှာဘယ်လက်နက်ကိုင်းအဖွဲ့စည်းနိုင်ငံရေးအဖွဲ့စည်းကိုမှလက်ခံထားတာမရှိဘူးလို့စစ်ကောင်းဆောင်ကိုတင်ပြဆွေးနွေးခဲ့ပါတယ်။ သတိကံတိုင်းစစ်ဌာနချုပ်မှာမိုင်းလာတပ်ဖွဲ့ NDAA နဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်တို့မေလ25ရက်နေ့ကတွေ့ဆုံတဲ့အချိန် NDAA ဒုတိယဥက္ကဋ္ဌဦးဆန်ပေကအဲ့လိုတင်ပြဆွေးနွေးခဲ့တာလို့ဒီကနေ့ထုတ်စစ်ကောင်းစီသတင်းစာမှာဖော်ပြထားပါတယ်။တွေ့ဆုံဆွေးနွေးမှုမှာ NDAA ထိန်းချုပ်ထားတဲ့အထူးဒေသ၄အတွက်ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး၊ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြကြောင်းဆိုပါတယ်။ NDA ထိန်းချုပ်ထားတဲ့အထူးဒေသလေးမှာရှမ်းပြည်နယ်အရှေ့ပိုင်းမြန်မာတရုတ်နယ်စပ်နံပန်စီလူးနဲ့မိုင်းလာမြို့တွေပါဝင်ပါတယ်။ NDA ဟာဝတ်တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC ရဲ့အဖွဲ့ဝင်တစ်ခုဖြစ်ပါတယ်။ FPNCC အဖွဲ့ဝင် NDAA ဟာဆရာနာသိမ့်ပြီးနောက်ပိုင်းမှာလဲစစ်ကောင်စီနဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ကစစ်ကောင်စီကျင်းပတဲ့85နှစ်မြောက်ပြည်တော်စုနှစ်အခမ်းအနားကိုလည်း NDA အဖွဲ့ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါရယ်ခင်ဗျာ။ဒိုက်ကမောက်ကိုခုတ်တက်တဲ့ចောင်းထိုင်ဖုန်ကြီးကိုမတိမ်မှုအပါဝင် ပုံမှန်၃ခုနဲ့အမှုဖွင့်တဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ တိန်ချောင်းလူရှင်ဓာ ਈ ကာမတူကိုဓာနဲ့15ချက်ခုတ်တက်ခဲ့တဲ့ကြောင်းထိုင်စရာတော်ဖုန်းကြီးကိုရန်ကုန်တိုင်းလဲကူမြို့မှာရဲစခန်းမှာလူဝလဲပြီးမရိမှုအပါအဝင် ပုံမှ၃ခုနဲ့အမှုဖွင့်တရားစွဲဆိုထားတယ်လို့ဒေသခံတွေစီကတရားဝါတယ်။လက်ရှိအဲ့ဒီဖုန်းကြီးကိုလူဝလဲပြီးလဲကူရဲစခန်းမှာဖမ်းဆီးထိန်သိမ်းထားပါတယ်။တာညိုပုံမှ295ကကြီမရိမှုလူတက်မှုတွေနဲ့အမှုဖွင့်ထားပါတယ်လို့ဒေတာတွင်သတင်းမြစ်တူကမျိုးစီမာကိုပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာရန်ကုန်တိုင်းလဲကူးမြို့နယ်ရွှေရင်တုံကျေးရွာမှာရှိတဲ့အောင်ဖုံးပြည့်ဖုံကြီးကျောင်းမှာမေလ22ရက်နေ့ကဖြစ်ပွားခဲ့တာပါတပ်ဖြတ်ခံရသူဟာအသက်48နှစ်အရွယ်အမျိုးသမီးဖြစ်ပြီးအခင်းဖြစ်ပွားတဲ့ဖုံကြီးကျောင်းမှာတိမ်နဲ့ကားတွေလှူဒန်းထားတဲ့ဒကာမအရင်ဖြစ်တယ်လို့သူ့ရဲ့မိခင်ဖြစ်သူဟာလည်းအဲ့ဒီဖုံကြီးကျောင်းမှာနေထိုင်လို့တရားအားထုတ်နေသူဖြစ်ပါတယ် တပ်ဖြတ်မှုကျူးလွန်ခဲ့သူကတော့အောင်ဖုံးကြီးဖုံးကြီးကျောင်းရဲ့ကျောင်းထိုင်ဆရာတော်အသက်40အရွယ်ဥတ္တမစာရခေါ်ဦးတန်ဦးဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မနက်ပိုင်းကကျောင်းမှာနေထိုင်သူမိခင်နေမကောင်းကြောင်းပြောဆိုပြီးကျောင်းထိုင်ဖုံးကြီးကိုတိုင်မင်္ဂလာတော်မြို့နယ်မှာရှိတဲ့ဒါဟိကာမရဲ့နေအိမ်ထိလာပြီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အရင်ကလည်းအဲ့လိုလာခေါ်နေကြရှိတယ်။အဲ့လိုလိုက်သွားတာအဲ့ဒီကတော့ကျောင်းရောက်တာနဲ့သင်ကန်းလျှော်ခိုင်းဖို့အကူအညီတောင်းတယ်။ အဲ့လိုသွားလျှော်နေတဲ့အချိန်နောက်ကလိုက်ပြီးမရင်းချင်းမှုကြိုးစားတာမှလက်မခံတော့စကားများကြရင်ဓာတ်နဲ့ခုတ်တက်လိုက်တာလို့မိသားစုနဲ့နေဆက်သူကဆိုပါတယ်။မရင်းချင်းမှုကြိုးစားတဲ့အချိန်ရုံးကန်တဲ့ဒကာမကိုကြောင်းထိုင်ဖြစ်သူဖုန်ကြီးကမလို့ဖို့တားမြင်နေတဲ့ဒကာမရဲ့မိခင်ဖြစ်သူရှေ့မှာပဲဓာတ်နဲ့15ချက်ထက်မနည်းခုတ်တက်ပြီးတဲ့နောက်ကားမောင်းထွက်ပြေးသွားခဲ့တာလို့သိရပါတယ်။ ဒဂါမကိုတက်ဖြတ်ပြီးထွက်ပြေးသွားတဲ့ကြောင်းထိုင်ဖုံးကြီးကိုဖြစ်စဉ်ဖြစ်ပွားတဲ့မေလ22ရက်နေ့ညပိုင်းမှာပဲအမြန်လန်း15မိုင်ဖျားနီးမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ဒီကနေ့အထိတစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။စစ်တပ်အာဏာသိမ်းကာလ၄နှစ်ကျော်လာချိန်အခုနှစ်မေလာတွင်စစ်ကောင်စီထိန်းချုပ်ထားရာရန်ကုန်မြို့မှာဒုစရိုက်မှုတွေပုံမှုဆိုးရွားစွာဖြစ်ပွားနေပြီးလူရဲမှုနဲ့လူတက်မှုတွေမကြာခဏဖြစ်ပွားနေပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။ဝန်ထမ်း2ဦးသေဆုံးပြီးတဲ့နောက်ဂါဇာမှာအပြစ်ရဖို့ကြက်ချီနေအဖွဲ့ပန်ကြားတဲ့သတင်းကိုကြည့်လိုက်ရအောင်ပါ။ကာဇာကမ်းမြောင်ဒေသခန်းယူနုမျိုးကအိမ်တွင်လေကြောင်းတိုက်ခိုက်မှုကြောင့်ကြက်ချီနေအဖွဲ့ဝန်ထမ်း2ဦးသေဆုံးသွားပြီးတဲ့နောက်ပြည်ပခါအတွင်အပြစ်ရဖို့နိုင်ငံတကာကြက်ချီနေအဖွဲ့ INCRC ကတလင်းလွင်တွေမှာချက်ချင်းပန်ကြားလိုက်ပါတယ်။ လို့ဖော်ကင်ဘတ်နှစ်ဦးဖြစ်တဲ့အီဘရာဟင်ဤနဲ့အာမတ်အဘူဟီလာတို့တေဆုံးခဲ့ရတဲ့အတွက်နှလုံးချေကွဲဝမ်းနေရပါတယ်လို့နိုင်ငံတကာကြည့်ရှင်ဒီအဖွဲ့ကဆိုရှယ်မီဒီယာမှာကြေညာချက်ထုတ်ပြန်ပြောကြားထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုစနေနေ့ကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ICRC ကဆက်လက်ပြောကြားပေမဲ့ဘဲအဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ Israel ကတော့ခန်းယူနှုတ်မှာစနေနေ့ကသူတို့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းဝန်ခံပြောကြားထားပါတယ်။ ဤကလက်နှစ်ကြောင့်ဖြစ်ပေါ်တဲ့ထိခိုက်မှုတွေလေ့လာရေးအရာရှိဖြစ်ပြီးဟီလာကကြက်ချင်ဒီဆေးရုံလုံယုံရေးအဆောင်အဖြစ်လုတ်ကင်ခဲ့သူတွေလို့ ICRC ကပြောထားပါဗျ။သူတို့ကိုတပ်ဖြတ်မှုဟာဂါဇာမှာဖြစ်ပေါ်နေတဲ့တီးခတ်နိုင်ပွဲမရှိတဲ့အရက်သားတွေတေဆုံးမှုကိုညွှန်ပြနေတာဖြစ်တယ်လို့ ICRC ကြီးညာချက်မှာရေးသားထားပါဗျ။ အပြစ်ရပ်ပေးဖို့ချက်ချင်းတောင်းဆိုကြောင်းကို ICRC ကထပ်လောင်းပြောကြားခဲ့ပြီးဆေးဘက်ဆိုင်ရာလူသားချင်းစာနာတဲ့အကူအညီပေးသူတွေကေဇိန်နဲ့ရပ်ဖက်ကာကွယ်ဝန်ထမ်းတွေအပါအဝင်အရက်သားတွေကို လေးစားဖို့နဲ့အကာအကွယ်ပေးရေးတို့ကို တောင်းဆိုပါတယ်လို့သူတို့ကြေညာချက်မှာဖော်ပြထားပါတယ်။ 2023ခုနှစ်အော်တိုဘာလ9ရက်တိုက်ခိုက်မှုတွေပြီးကြတဲ့ကပြုလုပ်ခဲ့တဲ့စီးရီးတိုက်ခိုက်မှုတွေရဲ့အစိတ်အပိုင်းတရက်အနေနဲ့အစ္စရေးဟာမတ်လအပြည့်အကာလပြီးဆုံးပြီးတဲ့နောက်ဂါဇာဒေသကိုတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်လာခဲ့တာပါ။ပြီးခဲ့တဲ့မေလ18ရက်နေ့ကစလို့တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြုလုပ်နေတာဖြစ်ပါတယ်။ ယူကရိန်းကိုအကြီးမားဆုံးသော drone တိုက်ခိုက်မှုရုရှားကပြုလုပ်ခဲ့တာကြောင့်73ဦးသေဆုံးခဲ့တဲ့သတင်းကိုမြစည်းမဝိုင်းတော်သားကိုခန့်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်။ရုရှားကယူကရိန်းကိုတရင်းကွန်နေနေကစံချိန်တင်မြန်ပြတဲ့ drone နေနဲ့တိုက်ခိုက်ခဲ့ရမှာ73ဦးသေဆုံးခဲ့ရတယ်လို့အရာရှိတွေကပြောပါရယ်။စစ်ပွဲစတင်ကြတဲ့ကအကြီးမားဆုံးသောအကျဉ်းသားလဲလှယ်မှုကို Kiev နဲ့ Moscow တို့ကြားပြုလုပ်ခဲ့တဲ့ကြားကပဲဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ။ မျိုးတော် give အပါဝင်ကြီးမားတဲ့ညပ်ဘက်လေချောင်းတိုက်ခိုက်တာတွေကိုရုရှားကဒုတိယနေ့အဖြစ်ဆက်တိုက်ဖြူလုပ်ခဲ့တဲ့အတွက်လူမှုအကြာထိုင်းလန်တုံလုံးမှုတွေဖြစ်ပေါ်ခဲ့ရတယ်လို့ယူကရိန်းရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေကပြောပါတယ်၂၀22ခုနှစ်ဖေဖော်ဝါရီလမှာမော်စကိုကယူကရိန်းကိုအပြည့်အဝကျူးကျော်တိုက်ခိုက်ခြင်းကလေးကကြီးမားဆုံးအကျဉ်းသားလဲလှယ်မှုအဖြစ်စစ်သားနဲ့ရဲသားတထောင်စီနှစ်နိုင်ငံကြားလဲလှယ်ခဲ့ပြီးအခုကဲ့လို့ တိုက်ခိုက်မှုပေါ်ထွက်လာလာလေးဖြစ်ပါတယ် ရုရှားရဲ့နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးသွားတဲ့သူတွေထဲမှာယူကရိန်းရှေ့မြောက်ဒေသစီတိုမီယာရှိအသက်၈နှစ်၁၂နှစ်နဲ့၁၈နှစ်ရွယ်ရှိတဲ့ကလေးငယ်၃ဦးလည်းပါဝင်တယ်လို့အရာရှိတွေကပြောပါတယ်ရုရှားခေါင်းဆောင်တွေအပေါ်ကြီးမာပြီးစစ်မှန်တဲ့ PR တွေမရှိဘဲနဲ့အခုလိုတိုက်ခိုက်မှုတွေကိုရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကဆိုရှယ်မီဒီယာပေါ်မှာရေးသားပြောကြားထားပါတယ်ခင်ဗျာ ခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစ်စီမဝိုင်းတော်သားကိုမြတ်သူရကစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စီ4450ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1633.89ကျပ် ပြင်ပပေါင်စီ3486ကျာဥရောပတယူတို့ကိုစစ်ကောင်စီတတ်မှတ်စေ2380ဒသမ68ကျာပြင်ပပေါင်စီ9080ကျာထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ64ဒသမ33ကျာပြင်ပပေါင်စီ136ဒသမ84ကျာမလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စေ495ဒသမ98ကျာ ြင်ပပေါ့စေ1059ကျပ်ပေါ့စေရှိပါတယ်ပေါ်ပြပါငွေလည်းနှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ58သိန်း6000ကျပ်ပြင်ပပေါ့စေ86သိန်း3000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ54သိန်းကျပ်ပြင်ပပေါ့စေ83သိန်း9000ကျပ်ပေါ့စေရှိပါတယ် ဖော်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2440ကျပ်၊ပရီမီယံဒီဇယ်တလီတာကို3015ကျပ်၊အော်တိတ်92တလီတာကို2880ကျပ်၊အော်တိတ်95တလီတာကို1925ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6390ကျပ်ပြင်ပပေါက်စေ8500ကျပ်ပေါက်စေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီမြေစီမပရိုင်တိုင်းမြေစီမပေမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ Yes, ma'am.